ဒေါ်လန်ရေးတပ်ဖွဲ့တွေဘက်ကအညာမြေစစ်စင်ရေးဆင်နွှဲနေတဲ့မြင်းချံခရိုင်တွင်းကိုစစ်ကောင်စီဘက်ကစစ်ကူအင်အား၄ရာကျော်ပေးပို့ထားပါတယ်။မန္တလေးတိုင်းမြင်းချံခရိုင်တွင်းမှာမေဆက်၅ရက်ကဆလို့ကိုမြင်းဆောင်အညာမြေစစ်စင်ရေးဆင်နွှဲနေပြီးစစ်ကောင်စီတပ်ထိုင်ချရာနေရာတွေတန်းငွေပိုက်လိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့တပ်စခန်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေရလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါတယ်။စစ်စင်ရေးစတင်တဲ့နေ့ကဆလို့မြင်းချံမြို့နယ်စီမီခုံရဲစခန်းကြောက်ပြုတ်ရပြူစခန်းတောင်ရှိခိတ်ထိုင်စခန်းမြင်းချံမြို့ဆက်၈ရက်ကွက်နဲ့ ခရိုင်ထွေအုံယုံနွားထိုးကြီးမြို့နယ်ဂက်စ်ပိုက်လိုင်းနဲ့မြို့မစက်ခန်းဝက်လူရဲစက်ခန်းဇီဝါနီးစစ်ကြောင်းတောင်တာမြို့နယ်ထဏောင်းကုန်းပြူရစက်ခန်းနဲ့မြို့ဝင်ကိတ်တောင်တာမြို့နယ်ဂက်စ်ပိုက်လိုင်းငန်းစုံမြို့နယ်မြို့ဝင်ကိတ်မြို့တာပန်းဆောင်ကင်းစက်ခန်းစားတဲ့တက်စခန်းတွေကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တောင်တာမြို့နယ်ကစစ်ကောင်စီတက်စခန်းအများစုကိုတိုက်ခိုက်နိုင်ပြီးမထိန်းထားနိုင်တဲ့ထဏောင်းကုန်းပြူရကိုတော့စစ်ကောင်စီတက်ကပြန်လည်ထိုင်ချထားတယ်လို့မြင်းချန်ခရိုင်အမှတ်3တက်ရင်တာဝန်ရှိသူကပြောပါတယ်။ တောင်တာဘက်အခြေအနေကတော့တောင်တာမြို့နယ်တမြို့နယ်လုံးကိုမှဘာကြံမလဲဆိုရင်ကြောစီရဲစခန်းချက်ပဲရုံးပင်ရဲစခန်းချက်ပဲစကြမ်းရဲစခန်းချက်ပဲဟိုနေ့ကထဏောင်းကုန်းပြူရွာကကျွန်တော်တို့ဝင်တိုက်ခဲ့တယ်ပေါ့အဲ့ဒါတော့အကုန်လုံးတော့တိမ့်နိုင်ခဲ့တယ်လေချောင်းရံချောင်းရဲသူတို့မိုင်းရံချောင်းရဲကျွန်တော်တို့ပြန်ပြီးတော့ဆုတ်ခဲ့ပေးရတယ်ခုတော့ဘန်ကာတွေအစ်စ်ပြန်ဆောက်ပြီးတော့အစ်စ်ပြန်ထိုင်နေရလို့တရင်ရတယ်ပြီးကြတောင်တာမြို့ပေါ်ရဲ့ဒါပဲကြံတယ်တိုက်ပွဲတွေအတွင်းလေချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရိုင်အတွင်းကပြည်သူလေးယောက်တေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့အနီးဝန်းကျင်ခြေရွာတွေကပြည်သူတွေအရေးပေါ်ထွက်ပြေးတင်းရှောင်နေကြရတယ်လို့ဒေတာခန်တွေကပြောပါတယ်။မင်းချန်ခရိုင်တွင်းကစစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မင်းနစ်၁၆ရက်မှာစစ်ကောင်စီကရေလန်းကနေတင်မော်လေးစီနဲ့စီမီခုံစိတ်ကန်းကိုလက်နက်ရိက္ခာနဲ့စစ်ကူတွေပေးပို့ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကတော့မင်းချန်ခရိုင်တွင်းမှာစစ်ကူအင်အား၄ရကျော်လောက်ပေးပို့ထားပြီးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့မြို့သိမ်းတိုက်ပွဲတွေပေါ်ဆောင်နိုင်တဲ့အထိဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ မြင်းချံဘလက်တိုက်ကမှဘုံမိုက်ခဲကအားပြိုင်တဲ့သဘောမျိုးပေါ့အားဆန်းတဲ့သဘောမျိုးပေါ့အဓိကကအညာဒေတာမှလည်းအချိန်တွေကတအားကြခဲ့ပြီလေမြို့သိမ်းတိုက်ပွဲတွေကပေါ်ဆောင်တင့်ပြီအဲ့ဒါကြောင့်လေကျွန်တော်တို့အညာဒေတာမှမကြခင်မြို့သိမ်းတိုက်ပွဲတွေဖြစ်သွားနိုင်တဲ့အနေအထားတွေလည်းရှိတယ်စစ်ကောင်စီဘက်ကပြန်လည်ထိုးစစ်ဆင်နိုင်တဲ့အနေအထားတွေလည်းရှိတယ်ဗျခုတော့သူတို့အင်အားတွေလေးရကြော်လောက်ကျွန်တော်တို့နယ်ဘက်တွေမှာရောက်နေတာရှိတယ်ကျွန်တော်တို့အားလုံးကိုတော့ပြင်ဆင်ထားပြီးသားပါနောက်တစ်ခုကဒီပွဲတရေဆိုတာမရှိပါဘူးအရှုံးနဲ့အနိုင်ပဲရှိပါတယ်လို့ပြောပါတယ် ကိုမြင်းဆောင်အညာမြေစစ်စင်ရေးမှာမြင်းချံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့ခရိုင်အတွင်းကတရင်တဆက်ရင်မြင်းချံတောင်သာနွားထိုးကြီးငန်းဆောင်စတဲ့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ကဖားတွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တယ်လို့သိရပါဗျာ။